ျော်ပါနဲ့ဇိမ်ခံပစ္စည်းဝယ်ခြင်းလို့ဆိုပြီးလုပ်ငန်းရင်းနှီးမြှုပ်နှံထားတဲ့ငွေကိုအလွယ်တကူထုံမတုံးမိစေနဲ့တော့တကက်စီမထားရင် လုပ်ငန်းကျန်းဖြစ်သွားတတ်တယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောကြောအောင်မော်တော်ဘိုက်အော်တာကတ်စတမာဆာမစ်ထရိနာဂိုရီလာမာကတ်တင်းကိုစတဖြစ်ပါတယ်။တချို့စီဝိုင်းရေးလုပ်ငန်းရှင်တွေကိုကြီးကြီးမဲ့ဆိုရင်တချို့ကလုပ်ငန်းကျန်းဖြစ်သွားကြတာရှိတယ်။အဲ့ဒီမှာဘာကြောင့်မလို့လုပ်ငန်းကျန်းဖြစ်တာလဲလို့လိုက်လည်လာကြည့်တဲ့အခါမှာသူတို့ရဲ့ရှိနေပြီးတာလုပ်ငန်းတွေကယင်းနှမြုံနှံထားတဲ့ငွေတွေကို အလိုတကူထုတ်တုံးမိကြလို့ပါအဲ့ဒီလိုထုတ်တုံးနေဆိုတဲ့အခါမှာလည်းတယောက်နဲ့တယောက်ကတုံဆွဲပုံချင်းမတူကြဘူးတချို့ကကြတော့ border အပေါင်းတင်းနဲ့အပြောပါကိစ္စတွေမှာထုတ်တုံးလိုက်တာမျိုးတချို့ကကြတော့လွတ်လွတ်စပယ်ပေးကမ်းလိုက်တာမျိုးဒီလိုမျိုးတွေလည်းရှိတတ်တယ်တချို့ကကြတော့အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့လုပ်ငန်းတွေကယင်းနှီးမြှုပ်နှံမှုငွေကိုယူပြီးမှတချို့ကကြတော့လည်းအင်ချန်မြေဝယ်လိုက်တာမျိုးကားဝယ်ပလိတ်တာမျိုးအိမ်ဆောက်ပလိတ်တာမျိုးဒီလိုမျိုးတွေလောက်တတ်ကြတယ်အဲ့လိုမျိုးလောက်တာကကျွန်တော်အနေနဲ့တော့သဘောမတွေ့ဘူးတဘောမကြဘူးပေါ့ ဘာလို့လဲဆိုရင် လုပ်ငန်းရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကိုဒါအလွယ်တကူထုတ်တုံးလိုက်မယ်ဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်လုပ်ငန်းကကျန်းဖြစ်သွားမှာပါဥပမာကိုယ့်ရဲ့လုပ်ငန်းမှာကသိန်းသုံးတောင်ထည့်ထားတယ်ဆိုပါတော့ဒါဥပမာပြောတာပါအဲ့ဒီသိန်းသုံးတောင်တွေကကိုကအလွယ်တကူထုတ်တုံးလိုက်မယ်ဆိုရင်အဲ့ဒီရဲ့ရင်းနှီးမြှုပ်နှံထားတဲ့သိန်းသုံးတောင်ကလည်းအော်တိုမက်တစ်ရော့သွားပြီးရင်းနှီးမြှုပ်နှံမှုမရှိမှတော့ အမြင့်ငွေရလဲဘလို့ထွက်လာမလဲတိကျစဉ်းစားကြည့်လေတချို့ထုတ်ကုန်ပစ္စည်းရောင်းတဲ့သူတွေဆိုရင်ပို့ပြီးမှသိတာရယ်နော်ကိုယ့်ရဲ့ပြန်လဲရောင်းချမဲ့ထုတ်ကုန်ပစ္စည်းကုန်ရမ်းပစ္စည်းမြင်မြန်ရရှိမှမြန်မြန်ရရှိမှ ဒီဘက်မှာမြ мян ပြန်ရောင်းရမှာပေါ့မြ мян ပူရောင်းရမှာပေါ့အဲ့ဒီလိုမျိုးမြ мян ရောင်းရမှာအမြန်ငွေတွေပူရလာမယ်အမြန်ငွေတွေမြ мян ပူရလာမှာလုပ်ငန်းကပို့ပြီးမှတိုးတက်မယ်ဝင်ငွေတွေပို့တိုးတက်မယ်အဲ့ဒီအချိန်ကျမှလုပ်ငန်းရဲ့ပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုဝင်ရလဲပို့ပြီးမှတိုးတက်မယ်ဟုတ်တယ်မဟုတ်လားတချို့ဆိုရင်ကိုယ့်ရဲ့ personal အသုံးစိတ်ကို တိတန့်ခွဲထားတာမလောက်လို့ဆိုပြီးရင်နေ့စဉ်ဇေယောင်းရတဲ့ငွေတွေက နေ့စဉ်အလွယ်တကူနိုင်သွားတာမျိုးနိုင်ပြီးရင်အဲ့ဒီငွေနဲ့ဘီယာဆိုင်ထိုင်တာမျိုး KTV သွားတာမျိုးဒီလိုမျိုးလောက်ကြတဲ့သူတွေလည်းရှိတယ်။တေချာနာကတော့အဲ့ဒီလိုမျိုးငွေကိုအလွယ်တကူထုတ်တုံးမိလေးလေးဒီမှာယင်းနှိမ့်ညံ့ထားတဲ့တွေကအမျက်ငွေတွေပိုနေလေးလေးပါပဲ။အမျက်ငွေတွေရော့ကြလေးလေးလုပ်ငန်းယင်းနှိမ့်ညံ့မှုကပိုးပြီးမှမတိုးတက်လာတဲ့အပြင်ပိုးပြီးမှဆုတ်ယုတ်လေးလေးပါပဲ။အဓိကပြောချင်တာကတော့လုပ်ငန်းယင်းနှိမ့်ညံ့ထားတဲ့ငွေကို တကန့်စီထားပါကိုသုံးဆွဲမဲ့ငွေပမာဏကိုတီးတန့်ထားပါကိုရဲ့မိသားစုအတုံးစီအပျော်ပါစီအထွေထွေအတုံးစီဆိုပြီးရင်ဝင်ငွေကိုတီးတန့်တကန့်စီထားပါအဲ့ဒီဝင်ငွေတွေကနေပဲချူးကျန်ချူတာပြီးမှလစဉ်သုံးဆွဲဖို့လိုတယ်ဒါကြောင့်မလို့အပျော်ပါနဲ့ဇင်ကန်ပစ္စည်းဝယ်ခြင်းလို့ဆိုပြီးကိုရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေကိုအလွယ်တကူထုံမတုံးမိပါစေနဲ့လို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကိုတိုက်တွန်းချင်ပါတယ်တကန့်စီမထားရင်တော့ပြုတ်လုံးဖြစ်သွားပါလိမ့်မယ် အခုလောက်ရှင်းပြတယ်ဆိုရင်ဒီ project နေတဲ့မိတ်ဆွေနေနဲ့ idea လေးတစ်ခုရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ရည်တွေမှာလည်း CY လုပ်ငန်းရှင်တွေနဲ့လောက်အားရှင်တွေအတွက်အကျိုးရှိစေမယ့် video လေးတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်